လွတ်တော်ခေါ်ရန်ရွေးကောက်ကံကိုယ်စားလှယ်56ဦးစစ်တပ်ကိုယ်စားလှယ်166ဦးရှိနေုံနဲ့လုံလောက်သည်ဟုမင်းအောင်လိုင်းကရှေ့ဦးကိုဖွင့်ဆိုလင်ရွေးကောက်ပွဲကိုရန်ကုန်တိုင်းတွင်ကျင်းပုံနှင့်လုံလောက်နေသည်ကိုတွေ့ရသည်2020နှစ်ဖေဖော်ဝါရီတရက်နေ့ကရွေးကောက်ပွဲအကြောင်းပြအာဏာသိမ်းခဲ့သောမင်းအောင်လိုင်းသည်ရွေးကောက်ပွဲကိုပင်အကြောင်းပြပြီး အနိုင်ရပါတီကိုအာဏာလွှဲပေးပါမည်ဟုထပ်ခါတလဲလဲပြောဆိုခဲ့သည်မှာ၄နှစ်ကျော်လာပြီဖြစ်သည်။ နိုင်ငံအနှံ့ပြည်သူများအပေါ်ဘုံကျဲတက်ပြတ်နေသောမင်းရောက်လိုင်းကိုမုံတိယွန်ချခြင်းမှလွဲလင်ပြည်သူများသည်ထိုရွေးကောက်ပွဲကိုစိတ်မဝင်စားကြပါပြည်တွင်း၌စိတ်ဝင်စားခြင်းမရှိသောရွေးကောက်ပွဲကို2025နှစ်ကုန်ပိုင်းတွင်ကျင်းပပြီးဆရာနာသိမ့်မှုကိုအဆုံးသတ်မည်။အနာရပါတီကိုအနာလွှဲပြောင်းပေးမည်ဟုသောအစီအစဉ်ကိုမင်းအောင်လိုင်က၎င်းကိုတွဲဆုံနေသော နိုင်ငံတကာကောင်းဆောင်တရှိုးကိုပြောပြကာဆွဲဆောင်စည်းရုံးလျက်ရှိသည်။ မကြသေးမီကတွဲဆောင်ခွင့်ရရှိခဲ့သောရုရှားသမ္မတပူတင်တရုတ်သမ္မတရှီကျေးဖြင့်အိန္ဒိယဝန်ကြီးချုပ်နာရန်ဒါရာမိုဒီကဲ့သို့နိုင်ငံကြီးများ၏ခေါင်းဆောင်များကထောက်ခံကြကြောင်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ပြောဆိုခဲ့သည်ကိုသတိပြုမိကြလိမ့်မည်။ထို့သော ထိုခေါင်းဆောင်၃ဦးအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းကထိုရွေးကောက်ပွဲကိုအတိအမတ်ပြုပြီးတရားဝင်မှုပေးလာရမှာမင်းအောင်လှိုင်အတွက်စိန်ခေါ်မှုအဖြစ်ရှိနေစေဖြစ်ပုံရသည်။ မြမတမိုင်းတွင်ဂုံတိတ်ကကင်းမဲ့ဆုံးဖြစ်လာမိထိုရွေးကောက်ပွဲမှာတဆင့်တရားဝင်မှုရရှိရန်ထိုရွေးကောက်ပွဲကိုရသည့်နီလန်ဖြစ်ပြုလုပ်ရန်မင်းအောင်လိုင်တဆင့်မိတဆင့်ကျိုးပန်းနေပုံတို့ကိုယခုနှစ်အတွင်းခက်စိတ်စိတ်တွေ့မြင်လာရသည်မေလ16ရက်နေ့ကကျင်းပခဲ့သောစစ်ကောင်စီအစိုးရအဖွဲ့လုပ်ငန်းညင်နိုင်အစည်းအဝေးအတွင်းမင်းအောင်လိုက်သည်ရွေးကောက်ပွဲ၏တရားဝင်မှုဆိုင်ရာမေးခွန်းနှင့်ပတ်သက်ပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေမှပုံမှန်များကိုကိုးကားရေးပြောဆိုလာပြန်သည် ထို့အရှိကဥပဒေတွင် ဖော်ပြထားသောလွှတ်တော်အစည်းအဝေးများကျင်းပခြင်းဆိုင်ရာ ပုံမှန်85ပုံမှန်128ပုံမှန်155တို့ကိုရည်ညွှန်းကိုးကား၍ဒီဇင်ဘာလတွင်ကျင်းပရန်စီစဉ်ထားသောရွေးကောက်ပွဲသည် တရားဝင်မှုရှိကြောင်းမင်းအောင်လှိုင်တပ်သိထူပြောဆိုသွားသည်စစ်ထဲမဝင်မီဥပဒေပညာတနစ်ခတ်တင်ခဲ့ဘူးသောမင်းအောင်လှိုင်၏ရှေးဥပုံမှန်များကိုလိုတလိုအတိတ်ပဲဖွင့်နေပုံမှာယခုတစ်ချိန်ပထမဆုံးမဟုတ်ပါ ို့တော့မြမတမိုင်းတွင်စံချိန်ရှုံးမြေဂုံတိုက်ခတ်ကင်းမဲ့ဇုံရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်စီစဉ်နေတော့မင်းအောင်လိုက်သည် အထက်ပါပုံမှန်၃ခုကိုအသုံးပြုပြီးရွေးကောက်ပွဲ၏တရားဝင်မှုရှာပုံတော်ဖွင့်လာခြင်းဖြစ်သည်ထိုပုံမှန်၃ခုသည်ပြည်တော်စုလွတ်တော်ပြည်သူလွတ်တော်နှင့်အမျိုးသားလွတ်တော်အစည်းအဝေးများကျင်းပမှုအထားမြောက်ခြင်းဆိုင်ရာပုံမှန်များဖြစ်ပြီးပုံမှန်တိုင်းတွင် ပုံမှန်ခွဲကားနှင့်ခါဟု၍ပါရှိသည် ပုံမှန်၃ခုလုံး၏ပြဌာန်းချက်များသည်တူညီပြီး ပုတ်ခွဲကားတွင် ်လွတ်တော်အစည်းအဝေးတရက်ကျင်းပသည့်အခါပထမနေ့တွင်ကိုစလဲစုစုပေါင်း၏တဝက်ကျော်90ရာခိုင်နှုန်းကျော်တက်ရောက်လာခြင်းမရှိလင် အစည်းအဝေးထမြောက်ခြင်းမရှိ၍ရွှေဆိုင်းရန်ပြထန်းထားပြီးအစည်းအဝေးကိုနောက်တစ်ကြိမ်ထပ်ကျင်းပသည့်အခါအ ਨੇ စုံသုံးပုံတပုံတက်ရောက်လျင်အစည်းအဝေးအထမြောက်သည်ဟုပြထန်းထားသည်လွတ်တော်များတဲ့တွင်ပြည်တော်စုလွတ်တော်သည် အမြင့်ဆုံးလွတ်တော်ဖြစ်ပြီးရွေးကောက်ပွဲတစ်ခုကျင်းပပြီးတိုင်းနိုင်ငံတော်သမ္မတကိုရွေးချယ်တင်မြှောက်ခြင်းနှင့် အစိုးရအဖွဲ့ဝင်များအားလုံးကျန်းသစ္စာကျင်၍တရားဝင်ခန့်အပ်ခြင်းတို့ကိုပြည်ထောင်စုလွတ်တော်သားလည်းလုပ်ပိုင်ခွင့်ရှိသည်ပုံမှန်85ပါပြဋ္ဌာန်းချက်များကြောင့်ပြည်ထောင်စုလွတ်တော်ကိုယ်စားလှယ်စုစုပေါင်း664ဦး၏၃ပုံ၃ပုံသို့မဟုတ်222ဦးအစည်းအဝေးတက်ရုံများဖြင့်လွတ်တော်အစီအဝေးအထားမြောက်ခြင်းဆိုင်ရာတရားဝင်မှုကိုသာပြဋ္ဌာန်းထားခြင်းဖြစ်သည် ဤနေရာတွင်စစ်တပ်ကိုယ်စားလှယ်25ရာခိုင်နှုန်းဒိုမဟုတ်166ဦးပြည်သူ့လွှတ်တော်130ဦးနှင့်အမျိုးသားလွှတ်တော်56ဦးကိုမဲဆန္ဒနှင့်အရှိခံပေါ်မှအရေးအတွက်ဖြင့်ခန့်အပ်ခြင်းမဟုတ်ဘဲလွှတ်တော်တရက်လုံးရှိရွေးကောက်ခံကိုယ်စားလှယ်အရေးအတွက်အရှိုးစားပေါ်တွင်ရာခိုင်နှုန်းရယူထားသဖြင့်မဲဆန္ဒနှင့်မြင်များတွင်ရွေးကောက်ပွဲကျင်းပနိုင်သည်ဖြစ်စေစစ်တပ်ကိုယ်စားလှယ်25ရာခိုင်နှုန်းသည်အတိုးအလျှော်မရှိတသက်မထက်ရှိနေမည်ဖြစ်သည် ထို့ကြောင့်ရွေးကောက်ခံကိုယ်စားလှယ်56ဦးရှိုံများဖြင့်စစ်တပ်ကိုယ်စားလှယ်166ဦးနှင့်ပေါင်းလင်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း222ဦးရှိမည်ဖြစ်၍ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပခြင်းသည်အထမြောက်သည်ဟုမင်းအောင်လှိုင်အဓိပ္ပာယ်ကောက်သည်သောဆိုလေရွေးကောက်ပွဲကိုလေမဲဆန္ဒနဲ့အနေငယ်တွင်ကျင်းပရုံဖြင့်တရားဝင်သည်ဟုပြောဆိုလာခြင်းဖြစ်သည် တို့ဖြစ်ရာရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်မြေတစ်ခုထဲတွင် ပြည်သူလွတ်တော်45နေရာနှင့်အမျိုးသားလွတ်တော်12နေရာစုစုပေါင်း59နေရာရှိသည့်အတွက်ရန်ကုန်မဲဆန္ဒနယ်မြေများတွင်ကျင်းပရုံဖြင့်ရွေးကောက်ပွဲတရားဝင်ကြောင်းမင်းအောင်လှိုင်ကြေညာနိုင်မည်ဖြစ်သည်အမှန်စစ်စစ်ရွေးကောက်ပွဲတစ်ခု၏တရားဝင်မှုနှင့်လွှတ်တော်အစည်းအဝေးတစ်ခုကျင်းပခြင်းဆိုင်ရာအထမ်းများမှုဖြစ်စဉ်နှစ်ခုသည် မတူကွဲပြားသောအခြေအနေနှစ်ရပ်ဖြစ်သည် နိုင်ငံ၏နေမြေအစိပ်အပိုင်းအများအပြားတွင်စစ်ဖြစ်နေ၍ရွေးကောက်ပွဲမကျင်းပနိုင်ပေမဲပေးခွင့်ရှိသောပြည်သူတန်းနှင့်ရှိမဲပေးခြင်းမရှိဘဲတည်ငြိမ်အေးချမ်းပြီးပြည်သူများကိုယ်စိတ်နှပါလွတ်လပ်လုံခြုံမှုကိုအာမခံနိုင်ခြင်းမရှိဘဲကျင်းပသောရွေးကောက်ပွဲများကိုနိုင်ငံတကာစံနှုန်းများအရတရားမျှတလွတ်လပ်သောရွေးကောက်ပွဲများအဖြစ်သတ်မှတ်နိုင်မည်မဟုတ်တလို့ထိုရွေးကောက်ပွဲကိုအတင်းအကျပ်ကျင်းပပါကလည်းတရားဝင်မှုရရှိလိမ့်မည်မဟုတ်ပါ စင်စစ်2025ပြက်ကရင်ရက်စွဲများ တရက်ရှင်တလာချင်းကုံဆုံးလာသည့်နေ့အမြနိုင်ငံအနှံ့စစ်ရေးရှုံးနှိမ့်မှုများရင်ဆိုင်နေရသောမင်းအောင်လိုက်သည်နှစ်ကုံပိုင်ကျင်းပမည်ရွေးကောက်ပွဲအတွက်စိတ်တော်ကရောက်နေပြီးပုံမှန်မဟုတ်သောစိတ်အရှိအနေဖြင့်ပြောဆိုလုပ်ကိုင်လာသည့်ကိုတတိပြုမိသည်အထူးသဖြင့်လက်ရှိရင်ဆိုင်နေရသော အရှိနေပေါ်ရှိရှိသည်များလူပုဂ္ဂိုလ်အဖွဲ့အစည်းအလုံးကိုအပြစ်ဖို့ပြီး ၎င်းသာလျှင်လူမှန်ကြီးဖြစ်ကြောင်းစင်ကြီးအမျိုးမျိုးခရီးရည်လို့ပြောလာခြင်းကိုတွေ့မြင်လာရသည်ကိုကိုကိုအထင်ကြီးလွန်းသည့်စိတ်ဝေဒနာဆွဲကပ်နေသူတဦး၏လက္ခဏာများမင်းအောင်လိုင်တွင်တွေ့ရှိနေရပြီးလက်ရှိရင်ဆိုင်နေရသောပြဿနာများမှာ၎င်း၏ရှေ့မှစစ်ကောင်းဆောင်များဖြစ်သော တန်းရွှေနှင့်တိမ့်စိန်တို့၏ခေါင်းဆောင်မှုအမှားအယွင်းများနှင့်အားနည်းချက်များကြောင့်ဟုဒိုင်းရိုက်ထုတ်ပေါ်ပြောဆိုခြင်းမပြုတော့လဲထိုပုဂ္ဂိုလ်များဥဆောင်ခဲ့သောအဖွဲ့အစည်းကိုလူသိရှင်ကြားပြစ်တင်ပြောဆိုမှုများစတင်ပြုလုပ်လာသည်ကိုလေ့လာတွေ့ရှိရသည်။အာနာရှင်ဟောင်းတန်းရွှေတည်ထောင်ခဲ့ပြီးတမရဟောင်းတိမ့်စိန်ဥက္ကဋ္ဌလုပ်ခဲ့သောစစ်တပ်၏ပြည်တော်စုကြက်ခိုင်ရင်းနှင့်ဖွံ့ဖြိုးရေးပါတီအတွင် အကွဲအပြဲများကိုစစ်ကောင်စီအစိုးရအဖွဲ့အစည်းတွင်ထည့်သွင်းပြောဆိုလာသည်။ ဆိုလိုရင်းမှာပြည်သူ့လွတ်တော်ဥက္ကဋ္ဌဟောင်းသူရရွှေမန်းနှင့်တိမ့်စိန်တို့ကြား2015ရွေးကောက်ပွဲကျင်းပရန်လာပိုင်းအလို့တကောင်းရန်အာနာသိမ့်ပွဲပါတီတွင်အကွဲအပြဲများကြောင့်စစ်တပ်ကဆယ်စုနှစ်ပေါင်းများစွာထိရှုပ်ခဲ့သောအာနာကိုလက်လွတ်ဆုံးရှုံးခဲ့ရသည်သူရရွှေမန်းကဒေါန်ဆန်းစုကျင်နှင့်မဟာမိတ်ဖွဲ့ခဲ့ခြင်းကြောင့်ထိုအကွဲအပြဲဖြစ်ကစိုက်ခါရေးပါတီရှုံးခဲ့ရသည်ဟုမင်းအောင်လှိုင်ယုံကြည်နေပုံရသည် ထို့ကြောင့်ဒေါအောင်ဆန်းစုကြည်ကိုရန်ညိုးအကာရတရားကြီးမှစွာဖြင့်အကျဉ်းထောင်ထဲတွင်၎င်း၏လက်ကျန်ဘဝတက်တန်းကုန်ဆုံးစေရန်ရှုံ့နှောင်ထားခြင်းဖြစ်သည်၂015ရွေးကောက်ပွဲမှတဆင့်ဒေါအောင်ဆန်းစုကြည်သည်စစ်တပ်လက်ထဲမှ အာဏာရယူသွားနိုင်ခဲ့သည့်နိုင်ငံရေးအလဲအပြောင်းကမင်းအောင်လှိုင်အပေါ်အကြီးအကျယ်ရိုက်ခတ်ခဲ့ဟန်တူသည်မမျော်လင့်ပဲအမျိုးသမီးတအူဦး၏ အာနာဇက်အောက်သို့ရောက်ရှိသွားခဲ့သောစစ်တပ်သမိုင်းတွင်ပထမဆုံးကာကွယ်ရေးဦးစီးချုပ်ဖြစ်သွားရခြင်းအပေါ်မင်းအောင်လှိုင်အလွန်ခါသီးခဲ့ပုံရသည်ထို့ကြောင့်ရခင်စစ်ကောင်းဆောင်များမကာကွယ်နိုင်ခဲ့သော အာနာကိုမပြစ်မနေပြက်လဲသေးယူရန်အချိန်အခါကောင်းကိုစောင့်စားနေခဲ့ပုံရသည်ဒေါန်ဆန်းစုကြည်အစိုးရအာဏာရလာချိန်တွင်တက်မတော်အနေဖြင့်အတိုက်နိုင်ဆုံးပူပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းဆိုသည့်စကားကိုလွန်ခဲ့သောလေးနှစ်အတွင်းအကြိမ်ကြိမ်ပြောဆိုခဲ့ပြီး မေလ19ရက်နေ့စစ်ကောင်စီအစိုးရအစည်းအဝေးတွင်မင်းအောင်လှိုင်ထပ်မံပြောဆိုခဲ့သည်ထိုစကားရက်ကစစ်တပ်အကြီးအကဲတဦးသည်ရွေးကောက်ခံ NLD အစိုးရကိုအပြစ်အဝအသီးမတ်မပြုတစ္ဆာမခံဟုအတိတ်ပဲရသည် ထိုအစိုးရနှင့်အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ခဲ့သည်ဆိုလျှင်ထိုအစိုးရနှင့်တန်းတူစင်ပြိုင်အာဏာထူထောင်ပြီးနေသည်ဟုအဓိပ္ပာယ်ရသည်ထိုအပြင်2019ရိုဟင်ဂျာအရေးအခင်တွင်စစ်တပ်ကအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့ပြီး ထိုအရေးကိုအကြောင်းပြ၍ကာလွန်အစည်းအဝေးမှတဆင့်အယတအစိုးရသမရထံမှအာနာကိုအကြက်ကင်လွှဲယူမည်အကြံအစီအထမမြောက်ခဲ့ပုံကိုအမှတ်ရပြီးမင်းအောင်လိုင်က NLD အစိုးရသက်တမ်းတခြားနိုင်ငံတော်တွင် အရေးကြီးသည့်ကာလများ၌ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးလုံးဝပြုလုပ်ခဲ့ခြင်းမရှိကြောင်းပြောဆိုလာသည် ထို့အတူဒေါအောင်ဆန်းစုကြည်ကငင်းကြဲရဲ့ညီလာခံကို21ရာစုပင်လုံးညီလာခံအဖြစ်အမည်ပြောင်းလဲခြင်းကိုမင်းရောက်လိုက်ဆန့်ကျင်ခဲ့ကြောင်း၎င်း၏ပြောဆိုချက်များတဲ့တွင်တွေ့လာရသည်ဒေါအောင်ဆန်းစုကြည်သည် နိုင်ငံတော်အတိုင်ပင်ခံရာထူးကိုဥပဒေနဲ့မညီဘဲရယူခဲ့သည်ဟုဆွဆွဲခဲ့သလိုတရားဝင်အစိုးရတရက်နှင့်တရားဝင်လွတ်တော်များ၏ဥပဒေပြဋ္ဌာန်းချက်များကိုပင်ဥပဒေနှင့်မညီသည့်ပြဋ္ဌာန်းချက်များဟုတွင်တွင်ဆွဆွဲပြောဆိုနေသည် မရောက်နိုင်၏ထိုအပြုအမူသည်၂008ဖွဲ့စည်းပုံအခြေခံဥပဒေ၏အထက်တွင်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သော၎င်းတဦးသာရှိပြီး၎င်းကို ရှေ့ဦးကပင်ယာရုမဖယ်ရှားပိုင်ခွင့်မရှိကြောင်း၎င်းကဥပဒေနှင့်မညီဟုသတ်မှတ်လျင်ယင်းသည် ဥပဒေပင်ဖြစ်သည်ဟုပရိသတ်တင်မင်းများကဲ့သို့ပြုမှုပြောဆိုနေလေပြီဖြစ်သည် ထိုအချက်ကိုအထောက်အပံ့ပေးသောမင်းအောင်လှိုင်၏ဗရိတတင်မင်းသက်ဖွဲအပြုအမူနောက်တစ်ခုမှာမေလ16ရက်နေ့စစ်ကောင်စီအစည်းအဝေးအတွင် အံ့ဩစရာကောင်းသောပြောဆိုချက်ဖြစ်သည်ယင်းမှာရှေ့ပည်ရင်များလက်ထက်ကဥရောပနိုင်ငံများသို့ပညာတော်သင်များဆိတ်လုခဲ့သည့်တမိုင်းမှတ်တမ်းများလည်းရှိခဲ့ကြောင်းမိမိတို့အနေဖြင့်ရှေ့ပည်ရင်များခေတ်ကနိုင်ငံတော်၌ကျင့်သုံးခဲ့သည့်ပညာရေးစနစ်များနှင့် KSS ၌ကျင့်သုံးခဲ့သည့်ပညာရေးစနစ်များကိုပြန်လည်လေ့လာသုံးသပ်ရန်လိုအပ်မိဖြစ်ကြောင်းပြောဆိုခဲ့ခြင်းဖြစ်သည် အဆိုပါအရှင်းအရာကိုစိတ်ဓာပေတာရှူတော်မှလေးလာမည်ဆိုလေမင်းအောင်လိုက်သည်တမန်စိတ်အရှိအနေတွင်ရှိမနေခြင်းကိုပုံမထင်ရှားစွာတွေ့မြင်လာရသည်ထို့ကြောင့်နိုင်ငံအနှံ့ရှိပြည်သူများကိုပုံကျဲတက်ဖြတ်နေခြင်းလူအဖွဲ့အစည်းအစိအပိုင်းအများအပြားကိုပြပုံအတိဖြစ်သွားရန်မိရှုဖြစ်စည်းခဲ့ခြင်းစသည့်အစွန်ရောက်အကြံဖတ်မှုများကျွလွန်လာ၍အထမသိမ့်ယူခဲ့သောအာနာကိုလက်မလွတ်ရရေးနီလမျိုးစုံဖြင့်ကာကွယ်နေခြင်းဖြစ်သည်။ မင်းအောင်လှိုင်ကြစီနေသောရွေးကောက်ပွဲသည်လည်း၎င်းဖန်တီးခဲ့သော နိုင်ငံရေးပြဿနာမှထွက်ပေါက်ရှာခြင်းထက်အာဏာကိုလက်မလွတ်ရရေးနီလန်တခုအဖြစ်ကြံစီကြိုးပမ်းနေခြင်းသာဖြစ်ပါကြောင်းသုံးသပ်တင်ပြလာရပါသည်။အာဏာသိမ်းကောင်းဆောင်ကသူ့လုံခြုံရေးကိုအာမခံချက်မပေးနိုင်ဘူးထင်ရင်ကာကွယ်ရေးဦးစီးချုပ်နေရာကိုရောလက်ရှိအတ္တမသိမ်းပါရယူထားတဲ့အာဏာအလုံးကိုဆွလွတ်မှာမဟုတ်ဘူးလို့စစ်ရေးနိုင်ငံရေးအကဲခတ်တွေကသုံးသပ်နေကြပါသည်။ စစ်ကောင်စီကကျင်းပဖို့စီစဉ်တဲ့ရွေးကောက်ပွဲပြီးဆုံးသွားတဲ့အခါမှာဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာကာကွယ်ရေးဦးစီးချုပ်နေရာမှာဆက်ရှိနေမှာလားဒါမှမဟုတ်ရွေးကောက်ပွဲအနိုင်ရပါတီနဲ့ပေါင်းပြီးတမရရာဒူးကိုရယူမလားဆိုတဲ့အပေါ်နိုင်ငံရေးအတိုင်းအဝန်ကြားမှာတုံ့တက်မှုအမျိုးမျိုးရှိနေပါတယ်စစ်ရဇဝဲမှုတွေနဲ့နိုင်ငံတကာမှာတရားစွဲဆိုခံထားရပြီးဖန်ဝါဒံထုတ်ခံထားရတဲ့စစ်ကောင်းဆောင်ဟာသူနဲ့သူ့မိသားစုရဲ့လုံခြုံမှုကို အာမခံချက်မပေးနိုင်ဘူးလို့ယူဆရင်ဘလို့အပြောင်းလဲကိုမှလှုပ်ဆောင်မှာမဟုတ်ပဲနိုင်ငံတော်အာဏာအလုံးကိုဆက်ပြီးရှုတ်ကန်ထားအောင်မှာ ဖြစ်တယ်လို့နိုင်ငံရေးအကဲခတ်တွေကသုံးသပ်ပါတယ်။ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကအရင်ကတည်းကသမရအိမ်မက်ရှိသူဖြစ်တာကြောင့်ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်တဲ့ NLD ပါတီကိုအာဏာမပေးဘဲနိုင်ငံတော်အာဏာကိုသိမ်းယူခဲ့တာလို့နိုင်ငံရေးအသိုင်းအဝန်းကယူဆထားတာကြောင့် ဒီနှစ်ကုန်မှာလုံမဲ့ရွေးကောက်ပွဲဟာသူ့ရဲ့တမရဖြစ်ရဲ့အိမ်မက်ကိုအကောင်အထည်ဖော်ဖို့ဖြစ်တယ်လို့သုံးသပ်သူတွေလည်းရှိပါတယ်။စစ်ကောင်းဆောင်ဟာတမရရာဒူးကိုရယူပြီးအယက်သားအစိုးရအသွင်ပုံစံမျိုးနဲ့နိုင်ငံတော်အာဏာကိုဆက်လက်ထိန်းချုပ်ဖို့ကြိုးစားရင်2008ဖွဲ့စည်းပုံအခြေခံဥပဒေအရအရေးကြီးတဲ့နေရာမှာရှိနေတဲ့ကာကွယ်ရေးဦးစီးချုပ်နေရာကိုတခြားစစ်ကောင်ဆောင်တယောက်စီကိုလွှဲပြောင်းပေးရမှာဖြစ်ပါတယ်။ ပြမအကျဲလွတ်တော်တတန်းမှာလွတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ဘူးသလိုအာနာသိန်းစစ်တပ်နဲ့ရောတိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေနဲ့ပါနှိစက်တဲ့ဝါရဲနိုင်ငံရေးသမားတယောက်ကတော့ဒီလိုအရေးကြီးတဲ့နေရာမှာရှိနေတဲ့ကာကွယ်ရေးဦးစီးချုပ်နေရာကိုသူ့လုံခြုံရေးကိုအာမခံပေးနိုင်တဲ့ယုံကြည်စိတ်ရှာရတဲ့စစ်ဗိုလ်ချုပ်ကိုသာလွှဲပြောင်းပေးမှာဖြစ်တယ်လို့ပြောပါဗျ။ဒါကြောင့်ပဲစစ်တပ်ထဲမှာအာနာသိန်းစစ်ကောင်းဆောင်က သူနဲ့ပါဝါရှင်နိုင်တဲ့သူတွေကိုအနာပေးပြီးသူရှုပ်ကင်နိုင်တဲ့ငယ်ရွယ်တဲ့စစ်ပိုလ်ချုပ်တွေကိုသူအနာကိုခေါ်ထားပြီးအနာကတက်မတော်ကာကွယ်ရေးဦးစီးချုပ်နေရရွေးချယ်မှုကိုတိတ်တဆိတ်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။အဲ့ဒီအချက်ကိုငြင်းကြံရေးဆွေးနွေးမှုတွေမှာပါဝင်ဆောင်ရွက်နေသူတယောက်ကထောက်ခံပြီးဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကသူစိတ်ရှားတဲ့သူမဟုတ်ပဲကာကွယ်ရေးဦးစီးချုပ်နေရကိုပေးမှာမဟုတ်ဘူးလို့ထောက်ပြတယ်လို့စစ်ကောင်းဆောင်ရဲ့တမရဖြစ်ရေးအိမ်မက်ကလည်းစိန်ခေါ်မှုတွေရှိနေတယ်လို့ဆိုပါတယ်။ မြမအရေးလေးလာသူဦးကျော်လင်းဦးကတမရကလွှတ်တော်ကရွေးมาဖြစ်တယ်။ဒီတော့ရွေးကောက်ခံကိုစလေတွေကသူ့ကိုရွေးရှယ်ပါမလား။ရွေးခဲ့ရင်တမရဖြစ်မယ်။ဒါမှမဟုတ်အဲ့ဒီလိုမဟုတ်ဖဲနဲ့ရွေးကောက်ခံကိုစလေတွေကြားမှာလဲသူ့အပြင်တယောက်ယောက်ကိုရွေးဖို့ရှိနေတယ်ဆိုရင်တော့သူ့အတွက်စိန်ခေါ်မှုရှိတယ်။တခြားတယောက်ဆိုတာက ရွေးကောက်ပွဲဖြစ်ရင်အများဆုံးနိုင်မယ်လို့ခန့်မှန်းထားတာက ပြည်ခိုင်ပြိုးပါတီဖြစ်ပါတယ် ါတီဥဆောင်သူတွေကလည်းတမရဖြစ်ရှင်တဲ့ဆန္ဒရှိတဲ့ဆိုရင် ပါတီကိုယ်စားလှယ်တွေကဘသူ့ကိုရွေးမလဲဆိုတာလဲစောင့်ကြည့်ရမယ်လို့ပြောပါတယ်။ဒါအပြင်စစ်ကောင်းဆောင်ဟာစီရေးနိုင်ငံရေးနဲ့နိုင်ငံတကာရဲ့ဖိအားတွေကိုရှော့ရှားဖို့အတွက်ရွေးကောက်ပွဲကိုမဖြစ်မနေကျင်းပဖို့လိုနေပေမဲ့အဲ့ဒီရွေးကောက်ပွဲကြောင့်ပဲသူ့ရဲ့လုံခြုံမှုနဲ့အာဏာဆက်လက်ထိန်းချုပ်နိုင်ရေးအပေါ်မှာလဲစိန်ခေါ်ချက်တွေရှိနေတယ်လို့နိုင်ငံရေးလေလာတုံ့တက်သူကိုကြည်စင်ကတုံ့တက်ပါတယ်။ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်နေမြေပြန်စိုးမိုးနိုင်ဖို့အာနာသိန်းစစ်တပ်ကတိုင်းသားဒေသတွေအပါအဝင်မြန်မာနိုင်ငံအနှံ့အပြားမှာလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုတွေနေ့စဉ်ရက်ဆက်ပြုလုပ်နေသလိုမြေပြင်မှာလည်းလက်နက်ကြီးနဲ့ပစ်ခတ်တာတွေစစ်ကြောင်းထိုးတာတွေအပြင်းအထန်ပြုလုပ်နေပါတယ်ရှင်းပြည်နယ်မှာတော့စစ်ကောင်စီတပ်ကဗျူဟာမှုဥဆောင်ပြီးတပ်အင်အားအလုံးအရင်နဲ့စစ်ကြောင်းထိုးလာလို့တိုက်ပွဲတွေပြန့်ဖြစ်နေတယ်လို့ CNN ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ မေလ22ရက်ကစပြီးစစ်ကောင်စီရဲ့တပ်အင်အား100ကျော်ကကလေးမျိုးဘက်ကနေတီးတိမ်မျိုးဘက်ကိုစစ်ကြောင်းထိုးလာတာကြောင့်တီးတိမ်မျိုးအဆက်ကကြေးရွာတွေမှာရှင်းတော်လိုင်းရေးပူပေါင်းတပ်တွေနဲ့နေတိုင်းတိုက်ပွဲပြန်ဖြစ်နေတယ်လို့ရှင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူစလိုင်းထက်နေကပြောပါတယ်စစ်ကောင်စီရဲ့တပ်ကိုမျိုးဝမှုကိုတိုင်ဦးဆောင်ပြီးရှေ့ပြည်နယ်မှာရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်စစ်တပ်ကသူတို့လက်လွတ်လိုက်ရတဲ့နေမြေတွေတပ်စခန်းတွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ အခုလိုစစ်ကြောင်းထိုးလာတာဖြစ်တယ်လို့လည်းဆိုပါရယ်အဲ့ဒီတိုက်ပွဲတွေကြောင့်နှစ်ဖက်ထိခိုက်ဒေဆုံးမှုတွေကိုမသိရသေးပေမဲ့တိုက်ပွဲဖြစ်တဲ့ကျေးရွာတွေကပြည်သူတွေကတော့ဘေးလွရာကိုထွက်ပြေးတိမ်းရှောင်သွားကြပြီဖြစ်တယ်လို့ရှင်ပူပေါင်းတော်လန်ရေးတပ်ဖွဲ့တွေဘက်ကလည်းထိရှုပ်ထားတဲ့နေမြေတွေပြန်မပေးရရေးအတွက်ခုခံကောက်ွယ်မှုတွေလုပ်နေတယ်လို့စလိုင်းထက်နီကပြောပါရယ်အခုစစ်ကောင်စီဘက်ကစစ်ကြောင်းထိုးလာတဲ့အင်အားကများသလိုလက်နက်အင်အားပါ ရှင်းတော်လန်ရေးတက်တွေထပ်သားလုံးနေတာကြောင့်ရှင်းပူပေါင်းကာကွယ်ရေးတက်တွေအနေနဲ့စိုးမိုးထားတဲ့နေမြေတွေလက်မလွတ်ရရေးအတွက်ခုခံကာကွယ်သွားမှာဖြစ်ပြီးပြည်သူလူထုရဲ့ပူပေါင်းပါဝင်မှုကလည်းအရေးကြီးတယ်လို့ဆိုပါတယ်။အာနာသိန်းစစ်ကောင်စီကရွေးကောက်ပွဲကျင်းပမယ်လို့ပြောနေပေမဲ့နိုင်ငံတော်နေမြေထိရှုပ်မှုကတနေ့တခြားပုံမှုနဲ့ပါလာနေပါတယ်။ရှင်းပြည်နယ်မှာဟာခါမျိုးနဲ့တီးတိမ်မျိုးနယ်ဘက်ကလွှဲပြီးမျိုးနယ်အလုံးနီးပါးကိုလက်လွတ်ထားရပြီး ရှင်ပူပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေကရှေ့ပြည်နယ်ရဲ့60ရာခိုင်နှုန်းနီးပါးကိုထိန်းချုပ်ထားတာဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာလည်းပြည်နယ်တစ်ခုလုံးနီးပါးကိုအရခတ်တပ်တော် AA တပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ စစ်ကောင်စီကတော့ဒီနှစ်အကုန်မှာရွေးကောက်ပွဲကျင်းပမယ်လို့အခိုင်အမာပြောဆိုထားတာကြောင့်စစ်ကောင်စာဟာဇူလိုင်လမှာအကုန်ဆုံးမဲ့အာနာသိန်းတက်တန်း၆လကိုထပ်မံရယူမှာမဟုတ်ပဲကာလွန်ကိုအာနာပြန်အပ်ပြီးမြို့သားကကွယ်ရေးနဲ့လုံခြုံရေးကောင်စီဟာ၂၀၈ဖွဲ့စည်းပုံအခြေခံပုံမှ၄၂၉အရ၆လအတွင်းမှာရွေးကောက်ပွဲကျင်းပပေးရမှာဖြစ်ပါတယ်။